ားလုံးတာလီဇော့ပါအခိုက်ပြေတော့မှာအရခတဲ့တို့ထိုးဆိုင်ဆံမူတင်းတဲ့တူတိုက်ပွဲဒီပရိုထန်နီဇော်ရဲတနိုင်ကျော်ကရာလေဘယ်ဖိုက်ပါရဲရခိုင်အရေးနဲ့ပဲတယ်လို့2025ခုနှစ်အောက်တိုဘာလခရာရနီကနေစင်နရာတီတပဲတော့ထူခရာစတီကိုကျွန်တော်အောင်မောင်းတဲ့တူကျွန်တော်ဘရေရောပရိုဂရမ်ပြီးလို့ဖိုက်ပါရဲတန်တွင်းနဲ့ဂွမ်ရိုနေတီကိုစိုက်ကောင်စီကလီဂရောင်းရီဂရောင်းကနေတိုက်ခိုက်မှုတီလှုပ်လာနေပါရဲအရခတက်တို့ထင်းချုပ်ထားတဲ့ရခိုင်ပြည်တောင်ပိုင်းဒေသကနေမရီတချို့ကို စိုက်ကောင်စီဟာ reground leground တိနဲ့စိုက်ရိတ်တက်ခတ်မှုတိပြုလုပ်လာနေပါတယ်။အရင်ကတန်တွဲပင်လီဘရီမှာစိုက်ကောင်စီနေပြီး၂၀၀ဟင်ခါကလေးအောက်တိုဘာခနေ့ရီကစတင်ပြီးကေပင်လီဘရီထဲမှာနေပြီး crowd စီအထိလွတ်လာလှုပ်ရှားမှုတိကိုမရင်တွေ့လာရတယ်လို့ဒေတာခန်တိကပြောပါတယ်။အောက်တိုဘာစီရီနီမိုထန်ဆိုင်နိုင်လောက်ကတန်တွဲမှုနေရာရေကြီးရာနော့ကိုစိုက်ကောင်စီကဝန်တွဲလျင်နဲ့ပုံနှလုံးကရိရှာတိုက်ခတ်ခါပါတယ်။အောက်တိုဘာ9ရက်နေ့ကလည်းတန်တွဲမှုနေငပလီကခရီနဲ့ မြင်းနှချက်ဆိုင်မှာတက်ရှာထော်ရဲစိုက်တန်40ကနေပနာတန်တွင်းမြို့ဝကျင်ကိုလက်နက်ဂရီပတ်ခဲမှုတီပူလောက်ခါပါရယ်ရန်တရိတ်ထင်းမှာဂွားမြို့နေပုံညက်ကျေရအနောက်ဖက်ကပင်လီပရမှာဟိရယ်စိုက်ကောင်စီနေပြီးတိကလက်နက်ဂရီ7ဒဂရင်အထိပိုက်ခဲခါပါရယ်ရန်ဘရန်စိုက်ကောင်စီဟာရခိုင်ပြည်ထက်ကအရခတ်တပ်တို့ထင်းချုံနေမြေတီကိုလီဂရောင်းတိုက်ခိုက်မှုတီလေးခဲဆိုင်ဆိုင်လှုပ်လာနေပါရယ်လက်ဟိမှာအရခတ်တပ်တို့ထင်းချုံရနေမြေတီကို စိုက်ကောင်စီက reground leground နဲ့လက်နက်ကြီးပိုက်ခဲမှုတီးပြုလုပ်လာတဲ့အတွက်စိုက်ရဲတတိထောက်ကဲ့ပေါ်အရခတက်တို့ကတိုက်တွန်းထော်ပါရယ်နေပြည်ကလက်နက်ကြီးပိုက်ခဲမှု ground တောက်ဖူတွေတခန့်တယောက်တန်ဟင်ကပါရယ်အခမ်းပြေတောက်ဖူမှုနဲ့ပေါ်လင်ပန်ကစိုက်ကောင်စီနေပြည်ကလက်နက်ကြီးပိုက်ခဲဆော ground တောက်ဖူတွေတခန့်တာကိပဲအမျိုးသားတယောက်ထိခိုက်တန်ဟင်ကပါရယ်အောင်တိုဘာ၁၀ရက်ညခနိုင်နိုင်ကျော်မှာစက်ကောက်စီနေပြီကပိုက်ခဲလိုက်တဲ့လန်နန်ခိတ်ကြီးစော တောက်ဖုန်နုနေငါအုပ်ကြည့်ရမှာဂျာရပကွေခပိကေအတားထိုက်စီချောင်းနေအရွေဥအောင်စင်သောဂျေစာတိမေပနာဒန်ဟိုင်းကသောဖရိုက်ပါရီလာဟိမာဥအောင်စင်သောရန်ဖဲမှာဂျေစာတိတန်ရနာအရိဘောစေကူတမှုခံယူနေရလေလို့တရားပါရီလာဟိတောက်ဖုန်နုနာအနိတပိုက်မှာတိုက်ပွေတိဟင်းနေပိကေစိုက်ကောင်စီနေပီတီကတိုက်ပွေဖရိုက်ပေါ်စမဟင်းအနိနာကကြည့်ရတာဒီကိုလာနာကိနေပိုက်ခဲမှုတိဟင်းနေစကောင်ဒေသခံတိကိုက်တိဆုံမှုတိဖရိုက်ပေါ်နေပါရီ ရောင်းတဲ့နဲ့ပန်လေကန်နီမိုရာတီကဒေသခံဒီအနေနဲ့စက်ကောက်စီရီဂရောင်းလီကောင်အန်ဒရီကိုအထူးတတိထားခဲ့ပြီးကဆိုင်ရီတတိဟင်းဟင်းနေထိုင်ခဲ့ဖို့အေကတတိပြထားပါရီမောင်တို့မောင်ပိုက်မှာမွတ်စလင်လက်နက်ကိုင်အဖွဲ့တီပူးပေါင်းပနာအေကိုတိုက်ခိုက်လာပါရယ်ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မောင်တို့မောင်ပိုက်မှာမွတ်စလင်လက်နက်ကိုင်အဖွဲ့တီပူးပေါင်းပြီးကအာရခတပ်တို့အေကိုဒဗရိုင်းဒီတိုက်ခိုက်မှုတီပူးလုလာနေပါရယ်အာစာအဖွဲ့ဟာနေဆက်မှတ်တိုင်ငော့စစ်တိုင်နေငော့စစ်ခနာရဲ့ဂရော အရခတ်တပ်တို့လုံခြုံရေးစခန်းတီကိုတိုက်ခိုက်နေ brigade ARA အဖွဲ့ဟာကြီးကျွမ်းဖက်မှာတိုက်ခိုက်မှုတီလုံလာနေရလို့စိုက်ရိတ်တရင်ရမ်မိုက်တယောက်ကပြောပါရယ်အော်တိုဘာရှိုက်ရဲမှာရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်တဂရုမှာအာစာအဖွဲ့နဲ့ AA ရို့ထိတွေ့တိုက်ပွေးတီဟင်ခ brigade အာစာအဖွဲ့ကထိခိုက်ကြဆုံမှုတီနဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးလာရလို့သိရပါရယ်အရင်ကမောင်တော်မရောက်ပိုင်းမှာ အစာအဖွဲ့ကလှုပ်ရှားနေတာကနေလေဟီမှာ AI ရဲ့အဖွဲ့ပါအရခတက်တို့ကိုပူပေါင်းတိုက်ခိုက်မှုတီလုံးလိုက်နေတာဖိုက်ပါရယ်မူစတယ်လက်နက်ကိုင်အဖွဲ့တီဟာဘင်္ဂလားဒေ့ရှ်နိုင်ငံထိပ်မှာအခရိုက်ဆိုင်ပနာရခိုင်ပြည်မောင်တို့မရောက်ပိုင်းကိုဝင်ရောက်ပြီးကအေတက်စခန်တီနဲ့အရက်တတိကိုတိုက်ခတ်မှုတီလုံးဆောင်လာနေတာလည်းဖိုက်ပါရယ်စိုက်တွင်တဲ့ဂျက်ဖွန်မရခိုင်တီကိုမဲပေးခဲ့ဖို့စိုက်ကောင်စီလှုံ့ဆော်နေပါရယ် စက္ကန့်စီထိန်းချုပ်ထားစေ Friday ရခိုင်ပြည်စိုက်တွင်နာကြောက်ဖို့မြို့ခံဒီကိုနိုင်ငံသားအခွင့်အရေးမဆုံးရှုံးစီဖို့အတွက်မေးပေးခဲ့ဖို့ဌာနဆိုင်ရာဝန်ထမ်းတွေကလှုံ့ဆော်နေရလို့သိရပါရယ်စိုက်တွင်မြို့လန်မာဂရီကအိုတမပန်ခရန်ဟီနာလူစီကရဲလက်ဆောင်လန်ခွာတီကြောက်ဖို့မြို့အလေပိုင်းရက်ကနာရီဇန်ကွာနေစားတဲ့နေရာဒီမှာ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မေးပေးခဲ့ဆိုစားရစားတဲ့ဒီပါဆိုင်ဘုတ်ဒီကိုအော်တိုဘာကိုရဲမိုးထားပိုင်းကပင်နယ်ဝန်ကြီးချုပ်ဦးထိန်လွန်အပါဝန်စက်ကောင်စီလာအောက်ခင်ဌာနဆိုင်ရာဝန်ထမ်းတိဥဆောင်ပနာစိုက်တူခါကစော်ဖရိုက်ပါရီရန်ချောင်းဘရန်ရီကော့ပွဲပေါ်ရုံကီကဖို့တိုင်းပြည်အရှန်ရီအတွက်မဖိုင်းမနေမေးပေးခဲ့ဖို့စားရစေရုံမူတီကိုလည်းစိုက်တွေမနှောင်းကြောက်ဖူမျိုးကရက်ကွက်အုပ်ချုပ်မှုတီကိုအစီအဝေးပြုလုပ်ဖို့လှုံ့ဆော်မှုတီဟင်ကပါရီလာဟီကြောက်ဖူမျိုးနေမှာစက်ကောင်စီနာအာရခတက်တော်တို့တိုက်ပွဲတီဟိနေပြီးခဲ့ အရခတဲ့တို့ကမိုနီခရောင်းမန်ကွာတီကိုထိန်းချုပ်ထားပါရီအလာဒူစိုက်တွေမိုပဲပဲလေကိုလေအရခတဲ့တို့ကပိတ်ဆို့ထားပြီးကေနဖာစိုက်ရီတက်မာနေပါရီစက်ကုံစီရီကော့ပွေးမစ်ဆွေစီရမူတီလုံးနေကလေးမြို့ခန်တီဆော်ရီကော့ပွေးအပေါ်စိတ်ဝင်စားမှုမဟင်ပေဆော့ဝဲနေရီချေတင်မှုတင်ကိုခန်နီဂရာရဲလို့ပရော့ဆိုခဲ့ပါရီအာဆာခရွန်ခိုပိုက်ခတ်မှုကြောင့်မောင်တို့ဒေတာခန်တယောက်တီဆုံးခါပါရဲမောင်တို့မြို့နေမြောက်ပိုင်းဂရင်းရှောင်းတောင်ဘရိုလဲဝဲလမ်းပိုင်း ။လိုင်ရာခွာဆုံတော့မှာအော်တိုဘာဆက်တရနင်းကမူစလန်လက်နက်ကင်တက်အာစာအဖွဲ့ရဲ့ခရုံခိုတိုက်ခိုက်မှုကြောင့်ဒေသခံအမျိုးသားတယောက်တီဆုံခါပြီးခဲ့။၂ယောက်တန်ရာရာဟင်ခါပါရယ်။နန်တာတော်ကနေဂရင်းရှောင်းကိုအခရခံလူသွုံကုန်ပစ္စည်းတီတီယူပို့ဆောင်နေခဲ့တဲ့လူတီဖိုက်တဲ့ဆိုင်ကယ်ဂရီတမတ်၃ယောက်ကိုအာစာအဖွဲ့ဝင်၁၀ယောက်လောက်ကခရုံခိုတိုက်ခိုက်ခဲ့ရတဲ့အတွက်အသက်၂၂နှစ်ရွယ်ကိုဂရင်းရှောင်းဟာကြည်ထိတ်မှန်တန်ရာနဲ့နရမပွေရှင်ပရီတီဆုံခါပါရယ်။ ။ရဲ့ brand ထွေးပြီးလွှဲမလောက်လာခဲ့တဲ့အသက်23နှစ်ရွယ်ကိုတောင်းစင်နဲ့အသက်33နှစ်ရွယ်ကိုနိုင်လင်းရိုးဟာလည်း brand ထန်ဒါရာတီရာဟိမနာအရခတတ်တော်ကအရှိန်မစီကူတာမှုပြနံခရဲလို့အေအေကဆိုထားပါရယ်။အာစာတက်ဖို့ဝန်တီဟာရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်တခြားနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရုမှာစခန့်တိအခိုင်အမာတည်ဆောက်ပြီးခဲ့ရခိုင်ဒေသအတွင်းကိုစိတ်ဝင်ပနာအေအေတက်ဖို့ဝန်တီကိုပိုက်ခဲ့ဟာဘရက်တတီကိုဖန်စီတက်ဖရာတီကိုအခုရေပိုင်အတွင်းပို့လို့လှုံ့ဆော်လာရယ်လို့အေအေကထုတ်ပြန်ထားပါရယ်။ တောင်ကုန်းဒေသခံဒီအပါဝံရေသငော့စီလောက်ကိုတောင်ကုန်းပင်းတောင်လဲမှာစိုက်ကောင်စီဖန်စီခါပါရီမခိုင်ပြည်တောင်ကုန်းမြို့နယ်ကနေပြမဖောက်ကိုအလုံးလုံးကင်ဖို့လာခဲ့တဲ့ဒေသခံသုံးစီခရော့အပါဝံသူတို့ကိုလိုက်လံပိုးဆောင်ခါရီချောင်းလူမျိုးတစ်စီကျော်ကိုတောင်ကုန်းပင်းတောင်လဲမှာစိုက်ကောင်စီဖန်စီလိုက်တယ်လို့သိရပါရီသူတို့ဆိုအီဂူလာအစောပိုင်းကရခိုင်ပြည်ကထွဲခွာလာတဲ့အချိန်ပကိုးတိုင်းပင်တောင်မြို့နယ်မှာဖက်စီခခါဆိုဖိုက်တယ်လို့အခရီးနေကိုတည်ရှိသူတောင်ကုန်းမြို့ခံတယောက်က property ဖဲစီခံရသူဒီထဲမှာတောင်ကုန်းမြို့နယ်ဒို့နယ်စွန်းရွာကဆင်းနှယောက် River Green ရွာက6ယောက် Red Tom ရွာက9ယောက်ဆလူရွာက9ယောက်ပနေစွန်းရွာက3ယောက်ဖိုက်ပြီးကပန်တော်မြို့နယ်ထဲကရှောင်းလူမျိုး10ကျော်လို့ပါဝင်ပါရယ်ဒေတာတော့ဆိုင်ရီပတိပခတိ ground ရခိုင်ဒေတာခန်တီဆိုအလောက်ကန်ရှာပါမှုကုံစင်းလုံးမန္တမှုကတော့စဝတ်နေရခြေတမှုတုံကိုခါစစ်ခင်နေကြရဆိုပါတဖာမှာလေအာရခတက်တို့ကရခိုင်ပြပါထွက်ခွာမှုကိုရေဘိုစီမွန်ရှဲတရဲအဖရိုက် ထုတ်ပြန်ထားပြီးကထွက်ခတဲ့ဒီကလေးဖန်ဆင်းမှုတွေဟင်းနေကလေးနေနာမျိုးစုံနဲ့ထွက်နေကြဆိုဖိုက်ပါရယ်ဒီကဘထွက်ခါရမှာရခိုင်ပြည်အလွန်မှာစိုက်ကောင်စီစိုက်စီရေးကိတိမှာဖန်ဆင်းခံရတဲ့ဟင်းနေပြီးကစိုက်ကောင်စီရဲ့စိုက်မှုထက်တန်တန်းကိုပို့ဆောင်ခံရတဲ့ဒီလေးဟင်းနေပါရယ်ဘီခါရဲ့တပည့်တော်ရခိုင်နေသားထုခရစ်တန်ဒီကိုရွှေရှိတန်စားပြီးကဆိုဖိုက်ပါရယ်အစီအစဉ်ကိုအပဲဆိုင်အင်္ဂါနေတဲ့မှာတန်စားပေးနေကြဖိုက်လို့စံပနာနှထောင်ပေးခဲ့ဖို့လည်းဖိတ်ခေါ်လိုက်ရပါရယ်အရခပေသူပေသာအပေါင်းတို့ကျဲမှာရှင်းတာခဲ့ပါစီ